ပြန်လဲပြီးတော့အကျိုးဆိုလိုက်ပါတယ်ဒီကလေးပြောပြတင်ဆက်ပေးမယ်ဇလန်းလေးရဲ့နာမည်ကတော့အိုးလီသမားပြောတဲ့နန္ဒဘောကဇလန်းများလို့မိရတဲ့ပရာလောကဇလန်းကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာစကိုင်းတိုင်းမြောင်မြို့နယ်ကြောင်းရည်ရွာကကိုအောင်သန်းဆိုတဲ့သူနဲ့စာရေးသူဟာရေကုန်ကညနေ9နာရီထွက်ခဲ့တဲ့အမတ်3အစံအပြင်ရထားပေါ်မှာမမျောလင့်မဲနဲ့စုံစည်းကြရပါတယ် ခီးသွားရင်အနည်းကလူတွေကိုမိဖွဲ့ပြီးတော့အလာဘတာလာဘတွေကို ပြောဆိုကြပါတယ်။ဟိုဘလီတီမေဆက်ဆူးတက်တဲ့စာရေးသူဟာကိုအောင်တန်းကိုမြောင်မျိုးနယ်ကလို့သိတာနဲ့ဝမ်းသာသွားပါတယ်။မြောင်ကစာရေးသူရဲ့ဇာတိ6ဦးနဲ့မြောင်ရည်ချင်းဆက်တက်ဖြစ်နေလို့ပါ။တတဲ့ရဝေးမှာ ကိုရွာသားချင်းကိုဆိုတော့ခေပီကြပါတယ်။ရေရေဒီဒီစကားတွေပြောကြတယ်။ စကားတဲကဇာတိဆိုတဲ့အတိုင်းစာရေးသူကိုစာရေးဆရာတယောက်ဆိုတာလူသီးကများပါတယ်ဒီလိုပါပဲသူအိုးလီတမားဆိုတာလည်းစာရေးသူကသိပါတယ်အိုးလီတမားဆိုတာကမြေကျောင်းအတိုင်းအစုံအစံသွားပြီးတော့ကုံရောက်ကုံဝယ်လုပ်တဲ့ရိုးရိုးလေးတမားတွေမဟုတ်ပါဘူးအိုးလီဆိုပေမဲ့သူတို့ရဲ့အဓိကရောက်ကုံကလေးပါကျောင်းသားတွေနဲ့ဆက်ဟက်ပြုလုပ်ထားတဲ့ကျောင်းလေအစ်စ်ကြီးတွေပါ ။အိုးတွေကတော့လဲခီးစားစရိတ်တောင်းစရိတ်ရအောင်လို့ခီးလဲမှာ ကျွန်းလေးများကို အဖန်စီလုတ်တက်တဲ့တစ်တော်ဝင်တန်းရဲဝင်တန်းတွေရဲကားနေအကာအကွယ်ရအောင်လို့တင်ဆောင်ခြင်းဖြစ်ပါတယ်။လေဝဲမဲ့သူနဲ့ချိတ်ဆက်ထားတဲ့ခီးဆိုးရောက်တာနဲ့လေရောအိုးတွေပါ အပြည့်ရောက်ပြီးတော့ရဲကုံကနေဘီရဲထားစီပြီးလာရင်ဒေတာကို ပြန်ကြတာဖြစ်တယ်လို့ဆိုပါတယ်။ကိုတန်းအောက်ကလည်းသူ့လေနဲ့အိုးတွေကိုအေး အေယော်ဒီတိုင်းကနေဖောက်တဲစီရောက်ပြီးတော့ပြန်လာတာပဲဖြစ်ပါတယ်။မြောက်ကနေအေယော်ဒီတိုင်းရောက်တဲ့အထိပြစ်တိုင်းမိုင်ပေါင်းများစွာရက်ပေါင်းများစွာစုံစင်းလာခဲ့တဲ့ခီးမှာဒူဒူဆန်းဆန်းအဖြစ်ပြက်တွေတရေချောက်တာတွေမကြုံဘူးလားဗျ။စာရေးသူကစကားဆားလိုက်ပါတယ်။ကိုအောင်တန်းကနေခိတခနာစင်စဟန်ပြုတ်ပြီးမှကြုံတော့ကြုံဘူးတယ်ဗျ။အိုးလီတိုင်းကျုံးလေတကြီးတွေကိုဆက်ပြီးတော့ တွားရောက်နေဆိုတာတစ်တော်တိုင်းရေတိုင်းသိပါတယ်ခီးဆိုးရောက်ပြီးလေရောင်းလို့မပြီးမချင်းအနေကရှိသေးဗျရင်ထိတ်နေရတာပေါ့ဒါကြောင့်မြေမြေကိစ္စဖြစ်အောင်လုပ်ပြီးတော့နေရောညာရောစုံနေရတယ်ထူးထူးဆန်းဆန်းတွေကိုနေလေနေခဲ့မှာမတွေ့ရဘူးညာချိန်မှာပဲတွေ့ရလေရှိပါတယ်ဘလို့ထူးထူးဆန်းဆန်းမျိုးကြုံရတာလေကြုံရတာကတော့အမျိုးမျိုးပါပဲဗျာတခါကကျွန်တော်တို့ရဲ့လေရေစီးတိုင်းစုံလာတော့ ဘွက်ဆိုပြီးတော့အတန်းကကြားလိုက်ရတယ်။လေကာလေးရေထဲမှာပုတ်ခက်ခက်နေရတယ်လို့ဘယ်ရင်လိုက်ညာရင်လိုက်လိုင်းလုံနေတယ်။အိုးချင်းရိုက်တန်းနေတာမှတွှွှန်းဆွမ်းနဲ့မြည်နေတာပေါ့။အတန်းကြီးကနေတဲ့တော်တော်အတန်းကြီးမှမဟုတ်ပဲ။ညာကလည်းညင်းတဲ့နေပြီးတော့ပေါက်ပဲနေပါတယ်။မြေရိပ်စီးတဲ့အတန်းနဲ့လေကိုလိုင်းတွေပုတ်တဲ့အတန်းပဲရှိတယ်။တိတ်ဆိတ်ပြီးတော့ညိတ်သက်နေပါတယ်။ဒီလိုနေရင်းနဲ့ရုပ်တရက်ဘွဲ့ဆိုပြီးတော့အတန်ကြားတော့ကျွန်တော်မှတုံသွားတာပဲ လေပေါ်ပါလာတဲ့သူတွေကလည်းအကုန်လုံးလက်ဖြက်ပြီးတော့နှိုးလာကြတယ်။ဘာဖြစ်တာလဲလို့ဘေးကြည့်ကြတာပေါ့။ကျွန်တော်လည်းဘာမှပြန်ပြီးတော့မဖြေနိုင်ဘူး။ကျွန်တော်တို့အားလုံးအသာကျိန်ပြီးတော့စောင့်ကြည့်နေကြတယ်။ဒါပေမဲ့ဘာအသံမှမကြားရတော့ဘူး။အဖြစ်ပြက်ကဒီလောက်နဲ့ပဲရက်သွားတယ်။ကျွန်တော်တို့အားလုံးစဉ်းစားကြတာပေါ့။တောင်းစွန်နဲ့ဝေတိုင်းမိတာလား။ငါးကြီးကြီးတကောင်နဲ့တိုးမိတာလားပေါ့။စင်စားလို့ရတာကဒီချက်တစ်ချက်ပဲရှိပါတယ်စင်စားလို့သာစင်စားတာပါ ဒီနှစ်ချက်စလုံးကမဖြစ်နိုင်ဘူးဆိုတာလေကျွန်တော်သိတယ်။ဒါဆိုရင်ဘာဖြစ်တာလဲကျွန်တော်ထပ်ပြီးတော့စဉ်းစားပြီးတော့ကြည့်မိပါတယ်။တက်တည်မပြနိုင်ပေမဲ့ကြီးမားတဲ့ဒါတာဘွားတစ်ကောင်ကကျွန်တော်တို့ကိုအပြော်သဘောစတောင်ကြီးစဲသွားတယ်လို့ပဲထင်မိပါတယ်။နောက်တစ်ခါကြုံရတဲ့အဖြစ်အပျက်ကတော့အကောက်တောင်နဲ့တက်တည်မှာဖြစ်တာ။အကောက်တောင်ဆိုတာရောသိလား။သိတယ်ဗျ။အဲ့ဒီအကောက်တောင်ကိုကျွန်တော်ရောက်ဖူးပါတယ်။ ပဲကိုးတိုင်းနောက်ချမ်းထုံးဖုံမြို့နယ်နီးမှာရှိပါတယ်။ရှေးခေတ်ကကုန်တင်လေများကိုအခွန်ကောက်ခံတဲ့တောင်မလို့အကောက်တောင်လို့မလို့ခေါ်တာပါ။အလွန်ကြီးမားတဲ့ကြောက်တောင်ကြီးများရဲ့ကံပါမျက်နှာပြင်မှာတော့လေတကြီးတွေလေထိုးသားတွေထွင်းထူးခဲ့တယ်လို့ယူဆရတဲ့ကြောက်တွင်းဗုဒ္ဓရုပ်ပွားတော်တွေအများကြီးရှိပါတယ်။အကောက်တောင်မှာဩစာသီးစိုက်ခင်းတွေရှိတယ်လေ။ဟုတ်တယ်ဟုတ်ပါဗျာ။ ကျွန်တော်တောင်မှတခါတုန်းကတောင်ချီမာလေးစိုက်ပြီးတော့အကောက်တောင်ပေါ်တက်ပြီးတော့ဖျားတက်ဖို့သေးတယ်။ဩစာသီးတွေကလည်းပေါ်မှပေါ်အရာသာကလည်းကောင်းတာပဲ။ဟုတ်ပါဗျာ။ဒါထက်ဆက်ပါအောင်ကိုအောင်တန်းကြုံခဲ့ရတဲ့ဖြစ်ပျက်တွေကိုစာရေးသူကပြောလဲစစကားလမ်းကြောင်းပြောင်းသွားမှဆိုတဲ့အတွက်လမ်းကြောင်းပြန်တဲလိုက်ပါတယ်။ဒီလိုဗျအဲ့ဒီညမှာမြေကြီးစီးကြောင်းတွေကအနောက်ဖက်ကန်ညောင်စေးရွာအနိုင်နှမရှိပြီးတော့စီးနေတာ။ ကျွန်တော်တို့အိုးလီလဲရေစီးကြောင်းတန်းစုံခဲ့ပြီးတော့လိုက်ခဲ့တာပေါ့အကောက်တောင်နဲ့တက်တဲ့နေရာရောက်တော့မြေရေဆက်မှာမိမတယောက်မိအိမ်ကိုကန်ပြီးတော့ရက်နေတာတွေ့ရတယ်ကျွန်တော်တို့လီနီးနားရောက်လာတော့အဲ့ဒီမိမကမိအိမ်ကိုမြောက်ကန်ပြီးတော့ကိစ္စရေးကြည့်လို့ပါလေကြုံလေးလိုက်ပြရစီဆိုပြီးတော့ပဲအော်ပြောလိုက်ပါတယ်သူပြောတဲ့အတန်းကတကယ်ကိုအရေးကြီးတဲ့အတန်းမှာကျွန်တော်တို့လီနဲ့မှမလိုက်ရဘူးဆိုရင်မဖြစ်ဘူးဆိုတဲ့သဘောမျိုးပါ တောင်းတောင်းမမှခက်ခက်ရရပြောနေတဲ့အတန်မျိုးဒါပေမဲ့ဘယ်လိုလုပ်မလဲကျွန်တော်တို့မှလည်းကိုဝမ်းသာကိုသာသိတယ်လို့ကိုအပ်ဘူးနဲ့ကိုပါနောက်ပြီးဘာမှမသိညာမှမသိနဲ့ကုညီလိုက်လို့ကောင်းရင်တော့ပါရဲ့မဟုံးမဟက်တွေဖြစ်ပြီးတော့ပြဿနာတက်ရင်ဒုက္ခပဲဒါကြောင့်အဲ့ဒီမိမကိုတနာပေမဲ့လေကျုံခေါ်ခြင်းပေမဲ့မတိကျူးကျုံပဲပြုတ်ခဲ့ရတယ်အဲ့ဒီမိမလည်းကျွန်တော်တို့လေကမတင်မန်းတည်သွားတော့အားငယ်သွားတဲ့ပုံစံနဲ့တူပါရဲ့ မိရင်ကိုအောက်ချပြီးတော့မတ်တက်ရက်ပြီးတော့ကျန်ခဲ့ပါတယ်ကျွန်တော်တို့လေလေဆက်ပြီးတော့စုံစည်းလာတယ်ညကလည်းတဖြည်းဖြည်းနဲ့ပို့ပြီးတော့နှက်လာတယ်တော်တော်ဝေးဝေးကုံဆွဲလေးတစ်ခုအခွေရောက်တော့မိရင်နဲ့မိကလေးတယောက်ကိုထပ်ပြီးတော့တွေ့ပြန်ပါတယ်ကိစ္စရေးကြီးလို့ပါလှီကြုံလေးလက်ပြရစီလေလေမလဲမကန်းရောက်တော့အဲ့ဒီမိမကအော်ပြောပါတယ်သူရဲ့အော်တန်ကြရောကျွန်တော်ခေါင်းနှမ်းဖမ်းနေပြီကြီးသွားပါတယ် ကြက်သီးတွေလည်းတပြန်ပြန်ထသွားတယ်။ဟုတ်တယ်လေအဲ့ဒီမိမအတန်းကစောစုံတော့ကတွေးခဲ့တဲ့မိမအတန်းမှာပဲတနာစရာကောင်းတာရောတောင်းတော့မမှန်ခါခါရရပြောနေတာရောတပုံစံနေပါကျွန်တော်တို့အားလုံးတယောက်မျက်နှာတယောက်ကြည့်မိပါတယ်ဒါလူစစ်မဟုတ်ဘူးတစေတဲမှတကောင်လိုက်ချောက်လန့်နေတယ်ဆိုပြီးတော့ရိမ့်မိပါတယ်ဒီတစ်ခေါက်မှာတော့လေကြုံမတင်ရတဲ့အတွက်မတနာမိတော့ပါဘူး တရေချောက်တာသိတာကြောင့်တတိထားပြီးတော့ကြည်လာကြပါတယ်။အဲ့ဒီမိမလည်းတဖြည်းဖြည်းဝေးပြီးတော့ကြံရဲခဲ့တယ်။တိတ်ပြီးတော့မကြပါဘူးဖြိုရှေ့ခလန်းလန်းရောက်တော့နောက်ထပ်တစ်ခါထပ်ပြီးတော့တွေ့ပြန်တယ်။စောစောကလိုပဲမိအုံးနဲ့ရေးကြီးတုပ်ပြလိုပဲလေကြုံလိုက်ပြစီဆိုပြီးတော့တောင်းမှန်ခါရတဲ့တနာစရာကောင်းတဲ့အတန်နဲ့ဒီတစ်ချိန်တော့မရတော့ဘူးဖြိုတရေချောက်တာလည်းအသေးချာသိနေပြီပဲ။ခြေချောင်းပြောက်ပြီးတော့မြေလေကနေလေကိုစုံလိုက်တယ် အဲ့ဒီတော့မှတရေစာတိပေါ်လာတယ်။ကြောက်စရာလည်းကောင်းနေပြုတ်ကြည်နေရင်းနဲ့သူ့ရဲ့အရဲ့ကြီးကတဖြည်းဖြည်းရှီထွက်လာတယ်။ထပင်လောက်ကိုရောက်ရော သူ့ရဲ့ခန္ဓာကိုယ်ကြီးကလည်းကြီးလာလိုက်တာ။စပားထဲထားတဲ့ပုတ်လောက်အရွယ်ကနေအိုကြီးတိုးလောက်အရွယ်ထိ ဖြစ်သွားတယ်။ကင်ထားတဲ့မိအုပ်ကလည်းမိလုံးအကြီးကြီးတွေဖြစ်လာပါတယ်။ကျွန်တော်တို့လေတော်တော်ဝေးဝေးရောက်တဲ့အထိအဲ့ဒီတစီတရေမကမိလုံးကိုမြင်နေရတယ်ဗျ။ ကိုအောင်တန်းပြောပြတဲ့တစီတရေဇလန်းများကိုနားထောင်ရင်းနဲ့ဒါကိုအောင်တန်းကြုံတွေ့ခဲ့ရတဲ့တကယ်ဖြစ်ရမှန်တကူလားထင်းရောက်ထင်းမှမြန်ဖြစ်တာလားတကယ်မှန်တရေ၆ခံရမှုကိုနည်းနည်းပပပုံမမမခြေခါထတာလားလို့စာရေးသူကစဉ်းစားနေမိပါတယ်ဘလို့ပဲဖြစ်ဖြစ်အေယာဝတီမြကြီးဆိုတာလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကတည်းကစီစင်းနေတဲ့မြစ်ပါလူစားတွေကြက်စားနေတိုင်းနဲ့မြေအဒီမြေမှာတော့ အကြောင်းမျိုးမျိုးကြောင့်အသက်နဲ့ခန္ဓာခွဲခွာတိုက်ဆုံကြသူတွေမြေကမ်းမြေရေသိမ်းကြီးမှာမြုပ်နှံခံရသူတွေမြောက်များစွာရှိနေကြသည်မှာဒီလိုမြောက်များစွာသောတိုက်ဆုံမှုတွေထဲမှာဒုက္ခတိဘုံကိုရောက်လာပြီးတော့တစီတရေဖြစ်သွားသူတွေမကြုံမလို့သူတွေလည်းအမြောင်များရှိနေမှာမလွဲပါကုအောင်တန်းရဲ့အိုးလီဟာမကြုံမလို့သူတွေတဲကတချို့တလီနဲ့အကြောင်းအလောဆရာကြုံတွေ့ခဲ့ရခြင်းဖြစ်မယ်လို့စာရေးသူကတော့ထင်မိပါတယ် ဒီတစ်ခါပြောပြမယ်အဖြစ်အပျက်ကတော့ကျွန်တော်ကိုယ်တွေမဟုတ်ပါဘူးကျွန်တော်ရဲ့ဖိုးဥထွန်းလူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုပါသူကအိုးလီနဲ့ဆုံလာရင်ရွာတီရွာရောက်ခဲ့ပါတယ်ရွာကအေးရွာတွေမြင့်လေကျွန်းတောင်ခုံပေါ်မှာတီထားတဲ့ရွာပါအင်ချီတရာကျော်နေပါလောက်ရှိတဲ့ရွာကြီးပါသူတို့ရောက်သွားတဲ့အချိန်မှာတော့အငိမ်ပွဲတစ်ပွဲကနေတာနဲ့ကြုံရပါတယ်ဒါကြောင့်မလို့တောင်ခုံမှာလေဆိုင်အိုးတွေချပြီးတော့ပွဲစီတိုင်းမှာအိုးရောင်းကြတယ် ဒါပေမဲ့ဖြစ်ချင်တော့သူတို့ရောက်တဲ့ရွာကနာနာဘွားတွေနေတဲ့ရွာဖြစ်နေပါတယ်။ကျဲရွာတစ်ခေါက်အိုးရောင်းရောက်ခဲ့စဉ်ကကျွန်တော်တို့ဒေသမှာကျွန်းတဲ့တောကြီးတွေရှိပါတယ်။အိယာဝတီမြေပေးမှလည်းနေတာဆိုတော့ကျွန်းတုံးကြီးတွေကိုသေခွဲလွှာကြီးတွေနဲ့ခွဲကြတယ်။ကျွန်းပြင်ချက်တွေနဲ့လေတွေကိုဆက်ပြီးတော့အောက်ပြည်အောက်ရွာသွားရောက်တာဖို့တုံးကကလေးပါ။ကျွန်တော်တို့ရွာနဲ့တဒန်ခီးလောက်မှာမြေအိုးတွေဖုတ်ရောင်းတဲ့ရွာကလည်းဖို့တုံးကရှိခဲ့ပါတယ်။ ဒါကြောင့်လေရောင်းရင်နဲ့အိုးရောင်းရင်အိုးလီလူကိုသားစင်းမိဆက်လောက်ခဲ့ကြတာပါတရက်မှာတော့ကျွန်တော်အဖိုးဖြစ်တဲ့အုံထွန်းလူဟာအိုးလီနဲ့အေယာဝတီမြေချောင်းတိုင်းအောက်ပြည်အောက်ရွာကိုစုံစည်းလာပါတယ်လူစီကားတဲ့မြို့တွေရွာတွေနဲ့တွေ့ပြီးတော့ကန်းခဲ့ပြီးတော့အိုးတွေကိုရောင်းရတယ်မြို့တွေရွာတွေကလည်းဒီလိုအိုးတွေမကြခဏလာရောင်းနေဆိုတာသိတယ်အိုးတွေကကောင်းနေပြင်ဈေးကလည်းချို့တော့သဘောကျကြပါတယ် အိုးလေတွေကိုစောင်းပြီးတော့အိုးဝယ်တက်ကြပါတယ်ဒီလိုနဲ့အိုးတွေရောက်ရင်းနဲ့စုံစည်းလာလိုက်တာမောင်ရီပြိုးစားချိန်ရောက်မှာပဲမြစ်လေကျွန်းတောင်ဖုံပေါ်မှာရွာကလေးတရွာနီးကိုရောက်လာတယ်ရွာထိပ်ကွေးမြင့်ကျဲမှာအငိမ့်စင်ကိုထိုးထားပြီးတော့အငိမ့်မကားချင်းဆိုင်းတွေတီးခတ်နေပြီးတော့ဧည့်ခံနေကြပါတယ်ဆိုင်းဝန်းကပတ်လုံးတန်ကြီးနှောင်တန်းနေဟာလေကြောင်းတဲ့နေတာကြောင့်လားတော့မသိပါဘူးသူတို့လေကနေအတိုင်းသားပဲကြားနေရတယ် ငါတို့တွေပွဲမကြီးရတာလဲကြပြီဒီညတော့ကဲမော်တက်ပြီးတော့ပွဲကြီးကြမယ်ဟေ့ပွဲစီတန်းမှာအိုးချောင်းရင်ပေါ့အိုးထွန်းလူသူ့လေကိုထိုးပြီးတော့ပြောလိုက်ပါတယ်လေကိုကန်းခဲ့ပြီးတော့အိုးတွေကိုချပါတယ်လေစိမ့်မှာအတင်းတွေးရတဲ့နွားလေတစီးကိုငှားပြီးတော့အိုးတွေတင် ပွဲစီတန်းကို ထွက်လာခဲ့ပါတယ်ပွဲစီတန်းကလည်းမိကွက်လေးတွေတစ်ဖြက်ဖြက်နဲ့အရန်ကိုစီကားပါတယ်ပွဲစီတန်းတနေရာရောက်မှာတော့ အိုးတွေချပြီးတော့ရောင်းနေပွဲကြည့်လာသူတွေထဲမှာကာလာသားကာလာသမီးအပြူလူပြူအရွယ်တွေကာလာသားတငယ်ချင်းတွေမကပါဘူးယောက်ျားကြီးမိန်းမကြီးတွေလည်းတွေ့ရတယ်အားလုံးကဝိကောင်စားလာနဲ့တစ်တစ်လွင်လွင်ဝဲစားပြီးတော့ပွဲစည်းထဲမှာရှောက်နေကြတယ်ပွဲခင်းထဲမှာတော့လူတွေအများကြီးရောက်နေတာပေါ့ဒီလိုနဲ့ပွဲကားတော့စတယ်အငိမ့်ကနမေကြီးအငိမ့်ဆိုတော့အုတ်ထွန်းလူကတိပါတယ် တခါမှမကြည့်ဘူးပဲမဲ့နာမည်ကျော်ဖို့တယ်နာမည်ကြည့်အငိမ့်ပြီးပြီးမင်းသမီးတွေမင်းသားတွေလူချင်းတော်တွေအားလုံးကတက်ညီလက်ညီကြိုးကြိုးဆဆကပြတာကိုတွေ့ရတယ်သူတို့အဖွဲ့လေတစီအိုးရောင်းကြပွဲကြီးကြပါတယ်။ရောင်းရင်းနဲ့ထိုးချမှုတစ်ခုကိုအိုးထုံးလူကသတိပြုမိတယ်။အတားကတော့သူတို့အိုးတွေကိုဝယ်ရင်တော့ပွဲပြီးမှဝယ်ကြတာပါ။ဒါကတော့ပုံမှန်အနေထား။ဒီရွာကလူတွေကတော့အစိုးကြီးကနေဝယ်ပါတယ်။ပွဲစည်းတန်းရောင်းရင်းနဲ့ အပြင်းမဝေကြတာသဘောပေးဆိုပေမဲ့အချို့ကရေအိုးထစ်ကိုပိုက်ပြီးတော့ပွဲခင်းနဲ့ကိုဝင်သွားကြပါတယ်။မလမ်းမကန်းကဘူးဒီကျော်ဆိုင်ကောင်းချင်းကြီးတော်ဆိုင်တဆိုင်မှာတော့သူ့အိုးဆိုင်မှာလူတိုးနေတာကိုဦးထွန်းလူကသတိထားမိတယ်။ဒါပေမဲ့မေမေပြပြပါပဲ။ဈေးရောင်းကောင်းနေပတ်စံရတယ်ဆိုတဲ့လောဘစိတ်ကြောင့်ပျော်နေပါတယ်။ဟုတ်ပါတယ်။ပတ်စံထဲတဲ့သူ့ကျုံးကတစ်တာလေးထဲမှာတော့ငွေဆက်ကူတွေအထက်လိုက်အပုံလိုက်ကြီးဖြစ်နေပါတယ်။ အငိမ်ပွဲပြီးတော့လင်းကျက်တော်နေပြီဖြစ်ပါတယ်ပွဲသွားကြော့ကြော့ပွဲပြန်မော့မော့ဆိုတဲ့အတိုင်းပါပဲပွဲကြည့်ပရိသတ်တွေကပွဲခင်းကနေထွက်သွားကြတယ်ဦးထွန်းလူတို့အဖွဲကလည်းအနှဲငင်သာကြံတော့တဲ့အိုးတွေကိုတဲပြီးတော့လှိတ်စိတ်ကိုပြန်ဆင်းလာကြတယ်ပွဲကြည့်လို့အရေးပြက်နေတာကြောင့်လေပေါ်မှာပဲအိပ်ပြီးမနဲ့အိရနိုးမှာပဲခီးဆက်ကြတာပေါ့ဦးထွန်းလူကပြောပြီးတော့အိတ်လိုက်ကြပါတယ်သူတို့အားလုံးနိုးလာတဲ့ချိန်မှာတော့ နေကထပင်ပြားတော့ရောက်နေပါပြီ။ကမန်းကရန်မျက်နှာကိုတည်ပြီးတော့လှေထွက်ဖို့ပြင်ကြတယ်။အဒီမှာထိုးချတဲ့ပဝင်းကျင်နေသားကိုတတိပြုမိလိုက်ပါတယ်။ညကလေးနဲ့ပြေး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 တတရရရှိတဲ့လေစိတ်ဟာ အခုမနဲ့လင်းချိန်မှာတော့မရှိတော့ပါဘူး။သူတို့ရဲ့အိုးလီဟာ ကဲမကဂိုင်းတော်ကြီးထဲမှာ တိုးဝင်နေပါတယ်။အိုးထိုးလို့ရလေထိုးသားတွေပါ တန်တောဖြစ်သွားကြတဲ့အပေါ်တက်ကြည့်လိုက်ပါတယ်ဒီတော့မှပို့ပြီးတော့အံအားသင့်စရာကောင်းတဲ့အဖြစ်အပျက်ကိုတွေ့ကြုံလိုက်ရပါတယ်သူတို့လေစိုက်တာ ကျွမ်းတောင်ခုတစ်ခုမဟုတ်ဘဲနဲ့ကျောမောင်မလူနေအင်ရဲလို့တလုံးမှမရှိပဲကိုင်းတော်ကြီးပဲဖုံးလွှမ်းနေပါတယ်သစ်ပင်ကြီးအနှဲငယ်ချင်းနဲ့သစ်ဖို့ကလေးများကိုတွေ့ရတယ်ဒီထက်ပို့ပြီးတော့ထူးခြားတာကညခသူတို့ရောင်းခဲ့တဲ့အိုးတွေကို ကိုင်းမင်းတွေချုံဘူးတွေတဲ့နေရာနဲ့မှာဆိုတယ်လို့ ဟိုတလုံးဒီတလုံးတွေးရပါတော့တယ်တချို့အိုးတွေဆိုရင်သစ်ပင်ပေါ်မှာရောက်နေပါတယ်အနေထားကတော့မယုံနိုင်စရာကောင်းတော့အောင်အယံကူထူးဆန်းနေဒါနနာဘွားတွေနေတဲ့ကျုံးဖြစ်မယ်ညာကငါတို့တွေ့ခဲ့တဲ့မြင်ခဲ့တာဟာကြက်တွေပဲဆိုပြီးတော့ဦးထွန်းလူကလေသမားကိုပြောပြပါတယ်လေသမားတွေကလည်းဒီတော့မှထိတ်လန့်တုန်လှုပ်နေကြပါတယ်ဒူးဆန်းတဲ့အချိန်ကြီးကြောင့်ဦးထွန်းလူသူ့ရဲ့ပတ်စံတစ်တောက်ကိုဖြွင့်ကြည့်လိုက်ပါတယ် ဟုတ်ပါတယ်ပတ်စံတစ်တာထဲမှာငွေဆိုလို့အနှုတ်အန်းဖို့ထည့်ထားတဲ့ငွေစက်ကူနည်းနည်းနဲ့အကျွေးစီနည်းနည်းပဲတွေ့ရပါတယ်ပတ်စံတစ်တာတစ်ခုလုံးတိရွတ်တွေကြီးပဲပြည့်နေနေတာကို တွေ့ရပါတယ်အမလီကံကောင်းလို့ပေါ်တော့လူတွေကိုဘာမှမလုပ်တာဒါနဲ့ပဲကိုအောင်တန်းရဲ့ဖို့အိုးထုံးလူကလည်းအိုးဒီကိုထားရစ်ပြီးတော့တချို့တဲ့လက်ရော်ဆိုပါတော့မဟုတ်ဘူးဗျကျွန်တော်ဖို့ကလည်းရွတ်တယ်ဒီအတိုင်းတော့အဆုံးရှုံးတော့မခံနိုင်ဘူးဆိုပြီး ကဲနာနာဘဝပုဂ္ဂိုလ်များအသင်တို့ပေးတဲ့ငွေဆက်ကူကိုကျုပ်တို့လူသားတွေအသုံးပြုလို့မရတဲ့အတွက်ဖြစ်နေပါတယ်။ဒါကြောင့်မလို့ကျုပ်တို့အိုးထီကိုရောင်းလို့မဖြစ်တော့တဲ့အတွက်ကျုပ်တို့အိုးထီကိုပြန်ယူပါမယ်။ကျုပ်တို့ရဲ့အိုးထီကိုပြန်ယူတဲ့အခါမှာတော့အနှောင့်အယှက်မပြုတ်ဘဲနဲ့အေးအေးချမ်းချမ်းခွင့်ပြုကြပါတင်တို့ပေးတဲ့ငွေဆက်ကူကိုလည်းအေးအေးချမ်းချမ်းပြန်ပြီးတော့ပေးပါမယ်။ကိုယ်ငွေနဲ့ကိုအတိတ်ကြခွဲယူကြပါ။ ဆိုပြီးတော့ပြောပြီးတော့သေးရွက်တွေကိုတုံချလိုက်ပါတော့တယ်ပြီးတဲ့အခါမှာတော့အိုးဒီကို ပြန်ရှာကောက်ရပါတယ်တပ်ပေနေပေါ်ရောက်နေတဲ့အိုးဒီကလည်းတက်ယူရတယ်ရှာနေသည်မရနေသည်မအိုးဒီကို ရှာယူပြီးမှခီးကြီးဆက်ခဲ့ကြပါတယ်နောက်မှသိရတာကသူတို့ကြီးခဲ့တဲ့အငင်းအဖွဲကတကယ်ရှိတဲ့အဖွဲဖြစ်ပြီးလွန်ခဲ့တဲ့နှစ်အငဲကပဲအဲ့ဒီကျွမ်းနာမှာတေမောနေပြီးတော့တဖွဲလုံးသိခဲကြတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် နာနာဘဝကျက်တဲ့ကိုအောင်တန်းရဲ့ဖိုးအိုးလီတတိဥထုံးလူကြုံတွေ့ခဲ့ရတဲ့ကြဲရွာတစ်ခေါက်အိုးရောင်းစင်ကားလိုအပြေးပြက်ကိုနားထောင်ပြီးတဲ့အခါမှာတော့နာနာဘဝကျက်စစီနဲ့ပတ်သက်လို့အနေချင်းပြောချင်လာပါတယ်ကျက်ကိုမြေတွင်နေတော့မကောင်းဆိုးဝါးတစ်မျိုးလိုပဲပညာဝင်ကြီးဌာနမြမစာအဖွဲ့ဦးစီးရေးဌာနကထုတ်ဝေတဲ့မြမအဖိဒဏ်ထဲမှာဖော်ပြထားပါတယ်ကျက်လိုဆိုလိုက်တာနဲ့ လူစိမ့်တယောက်မရောက်ဘူးတဲ့ရွာတရာထဲသို့ရောက်သွားပါတယ်ဇက်ပွဲညင်ပွဲတခုခုပြုလုပ်နေပြီးတော့ဈေးဝယ်သူတွေနဲ့စီကားနေတဲ့ပွဲစည်းတန်းကြီးတခုလည်းတွေ့ရမှာဖြစ်ပါတယ်နောက်မှာတော့ရွာသူချောလာလေးတွေကျွေးမွေးဧခန္ဓာကိုစားတောက်ပြီးတော့ညာအိတ်တဲခုမယ်မနှံမိုးလင်းလို့လူစိမ့်အိယာကနိုးတော့ညာခတွေးခဲ့တဲ့လူတွေအိမ်နေတဲ့ရွာကြီးကမရှိတော့ဘူးဘွားခင်းဆိုတာလေပျောက်ချင်းမလားပျောက်ဆုံးသွားပါတယ် ဒီတော့မှသူရောက်နေတဲ့နေရာဟာနာနာဘဝကျက်သစီတွေနဲ့နေရာဆိုတာကိုသိလိုက်ပါတယ်။ဒါကကျက်သစီနဲ့ပတ်သက်တဲ့ဇလန်းနေထဲမှာတွေ့ရလေရှိတဲ့အကြောင်းအရာတွေပါ။ဒီဇလန်းနေထဲမှာကျက်ရွာကိုအမှန်တကယ်ရောက်ခဲ့ဖို့သူနဲ့အပြည့်ပြည့်ဒီပါနိုင်ပါတယ်။တစင်စကားတစင်နားကြပြီးတော့ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့ဇလန်းနေအစဉ်ပြောတဲ့အကြောင်းအရာတွေလည်းပါရှိနိုင်တာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီဇလန်းနေထဲမှာ စိတ်သက်စေတည်းရဲ့ဘဝနေမှုကို ပြောပြနေပါတယ်။ဒီလောကကြီးထဲမှာရှိရှိသမျှတက်ရှိတက်မြင့်မှန်သမျှဟာမျိုးတူရာအတူစုဝေးတည်ရှိနေထိုင်တဲ့တဘာဝမျိုးပါ။ဒါကြောင့်ကြက်တွေကိုဒဆူတဝေးတဲ့ရှိတဲ့ရွာဆိုပြီးတော့နေထိုင်ကြခြင်းပဲဖြစ်ပါတယ်။ပွေကင်းနေဈေးတန်းတွေလူတွေအမျိုးမျိုးဖုံဖုံတွေ့မြင်ရတာကတော့ဖန်ဆီးပြတာဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကြက်သစီအပါဝင်နန္နာဘဝပုံကူမှန်သမျှဟာ တကိုးအထီးမှစွမ်းသူများဖြစ်ပါတယ်။သူတို့ကြံစီခြင်းအားမတည်မစွမ်းနိုင်တဲ့ဒူဆန်အန်အော့ဖွေရာများကို အမျိုးမျိုးဖန်ဆင်းပြနိုင်တဲ့အတွက်ရှိပါတယ်။နောက်တမျိုးကတော့သူတို့တွေဟာနေဆန်ညခံဆိုတဲ့အတူတကယ်ပုံသားတွေဆိုတဲ့အချက်ပါပဲ။ညဘက်ရောက်လာတဲ့လူစိမ်းနေဆန်ညခံဆိုတဲ့အတူတကယ်ပုံသားတွေရဲ့ခံစားဆန်စားနေရတာကိုကိုယ်တိုင်ကိုကြမြင်တွေ့နေရတာလည်းဖြစ်ပါတယ်။ ဒီနေရာမှာအကြောင်းတက်ဆိုင်လို့ကိုအောင်တန်းရဲ့အဖိုးဦးလေတကြီးဦးထွန်းလူကြက်ရွာမှာအိုးတွေရောင်းနှုန်းကရှိခဲ့တဲ့တေးရွက်တွေနဲ့ပတ်သက်လို့ပြောကြံပါတယ်။လူရောင်ဖန်ဆင်းပြနိုင်ပြီးလူတွေလိုပဲအိမ်တွေအသုံးဆောင်ပစ္စည်းတွေဖန်ဆင်းပြနိုင်တဲ့ကြက်သက်စီတွေဟာလူတွေသုံးနဲ့ငွေဆက်ကူဖန်ဆင်းသုံးဆွဲနိုင်တာစမ်းကြယ်တဲ့ကိစ္စမဟုတ်ပါဘူး။ဒုတိယကဘာဆက်မပြည့်မီ ကာလကကြက်တွေနေတယ်လို့နာမည်ကြီးတဲ့ကြက်ကုန်းတစ်ခုအနီးမှာ လူတွေနေထိုင်တဲ့ကြွားကြီးတွေရွာရှိပါတယ်အဲ့ဒီရွာမှာကိုးထောင်ပြည့်ဖျားစီတီလည်းရှိပါတယ်ရွာသူရွာသားတွေဟာနှစ်စဉ်နှစ်တိုင်းရွာဦးစီတီဖျားပွဲတို့ကျင်းပါပါတယ်ဖျားပွဲကျင်းပါတိုင်းဇက်ပွဲအငိမ်ပွဲတစ်ခုမဟုတ်ဟုတ်ထဲ့သွင်းကပြရပါပါတယ်အဒီဘွဲကိုရွာသူရွာသားတွေမကဘူးအနီးပါရွာများကရွာသူရွာသားတွေလဲပြီးတော့ဆင်နွှဲပါတယ်ပဝင်းကျင်ရွာချင်းချင်းဆိုတော့ ဘေးရွာခဘသူဆိုတာတယောက်ကိုတယောက်သိနေကြပြီဖြစ်တယ်။ဒါပေမဲ့ဒီလိုလူကြားတွေထဲမှာတခါမှမမြင်ဘူးမတွေ့ဘူးတဲ့ဘေးရွာမှန်းနေမှမသိလူစိမ့်သူစိမ့်မျက်နှာစိမ့်ကိုလည်းအများကြီးပဲတွေ့ရပါတယ်။စောစောပိုင်းနှစ်ကာလတွေမှာတော့အဲ့ဒီလူစိမ့်ဘေးကလာတယ်ဆိုတာဘသူမှမသိပါဘူး။နောက်မှတော့တဖြည်းဖြည်းကြာလာတော့မှသိလာပါတယ်။တိတာကလည်းဈေးတွေကစသီးတာဒီသရွက်တွေတဲဟာ ကြိတ်ရွာကားနေချက်တွေငွေဒင်းကားတွေလို့ဖန်ဆင်းပြီးတော့ဈေးလာဝဲတဲ့ကြက်ဒင်းကားတွေလို့ပဲလူကြီးသူမတွေကပြောပြကြပါတယ်။နောက်ပိုင်းမှာတော့လူတွေသုံးတဲ့ငွေဒင်းကားနဲ့ကြက်တွေသုံးတဲ့ငွေဒင်းကခွဲခြားပုံ ခွဲခြားနည်းကိုလည်းပြောပြပါတယ်။ခွဲခြားနည်းကတော့ဈေးတဲ့ဟာဘေးမှာရေအင်းတလုံးချထားရပါတယ်။ပြီးတဲ့အခါမှာတော့ဈေးလာဝဲတဲ့ငွေဒင်းကားကိုရေအင်းတုံထဲသို့ပြစ်ချလိုက်ပါတယ်။ငွေဒင်းကားရှိဆိုရင်ရေထဲမြုပ်ပြီးတော့ ငွေတင်းကားဆိုရင်တော့ရေနဲ့ထိတာနဲ့ချက်ချင်းသေးရွက်တို့ပြောင်းသွားပြီးရေပေါ်မှပေါ်လာတဲ့။ဒါပေမဲ့လို့ဈေးတဲ့ဒီကတော့အလူလုတ်တဲ့သဘောထားပြီးတော့ရောင်းလိုက်တာကြီးပဲလို့တက်ကြီးစကားတက်ငယ်ကြမှတ်သားမှုပါတယ်။ကျင်းနဲ့ပသက်တဲ့ဇလန်းများစုထဲမှာအသက်အန္တရာယ်ပေးတာမျိုးမရှိဘဲနဲ့အသေးငယ်သူလိပ်ပြာငယ်သူချို့ကြောက်လန့်ဖြားပြီးဆိုတဲ့ဇလန်းတွေလည်းရှိပါတယ်။စာရေးသူကြားမှုတဲ့ဇလန်းတချို့မှာတော့ တီးလို့ပဲဖြစ်ဖြစ်မတီးလို့ပဲဖြစ်ဖြစ်ကြက်တွေနေတဲ့နေရာဌာနကိုသွားပြီးအဖြစ်တပုံတရာကျွေးလို့မိရင်တော့ကြက်တွေကတံပြန်ကလေးစားချီတဲ့အဖြစ်ပြက်တွေကတော့ရှိပါတယ်အပြည့်ကြီးအပြည့်သေးလိုက်ဖျားအောင်နှောက်အောင်ဒုက္ခရောက်အောင်ကနေတီးတဲ့အထိရရဲဆက်ဆက်ပြုတ်လုတ်တတ်ပါတယ်စာရေးသူနေတဲ့ညောင်မျိုးပင်တရေမှာစာအုပ်ထဲမှာပါတဲ့ကိုမိုင်လေးဖာလုံးဟာအဲ့ဒီမိုင်ဖာလုံးနီးမှနေတိုင်းခဲ့တဲ့ချစ်တူကလေးစားနေတဲ့ဇလန်းမှာ ဘလို့ပဲဖြစ်ဖြစ်จิตတွေเนี่ยပတ်သက်တဲ့ကိုတွေးဇလံစာရေးသူမှမရှိပါကိုတွေးကြုံတဲ့သူများတစင်ကြားသူများပြောပြတဲ့အဖြစ်ပြဲများကိုသာ ကြီးသားခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့จิตသက်စီเนี่ยပတ်သက်တဲ့အကြောင်းအရာတချို့ကို မျှဝေတာဖြစ်ပြီးစာရေးသူအနေနဲ့ကိုပိုင်တွေးကြုံကိုပိုင်အသိအမြင်နဲ့ဟုတ်နိုင်မဟုတ်နိုင်ယုံကြည်တဲ့မယုံကြည်တဲ့ချင်းကြံဆုံးဖြစ်ဖို့တင်ပြရခြင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်လေးကတော့ဒီနေရာမှာတင် ြီးဆုံးလို့သွားခဲ့ပါပြီ။ဇလန်လေးကို အဆုံးထိလိုက်နာဆင်ပြီးတဲ့တူးတီအောင်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။